ြစ်ခတ်ရဆိုင်မှုတွေနဲ့အတူဂါဇာဒေသမှာဆင့်မဲ့ကင်းစင်ရေးလှုပ်ဆောင်တော့မဲ့တည်င်းတွေနဲ့ပုံမပြင်းထန်လာတဲ့ရုရှားယူကရိန်းစစ်ပွဲတည်င်းတွေအမေရိကန်နယူးယောက်မြို့တော်ဝန်ရွေးပွဲတည်င်းတွေကဒီတစ်ပတ်ရဲ့တည်င်းတွေနဲ့ရှင်းမှုလို့နေပါတယ်ပြစ်ခတ်ရဲစဲကရုပ်လောင်းတွေလွှဲပြောင်းနေတဲ့ဂါဇာမှာ စစ်မှန်ကင်းစင်ကြီးလှုပ်ဆောင်မယ်လို့အစ္စရေးဝန်ကြီးချုပ်နေဒန်ယာဟုကပြောလိုက်ပါတယ်။ဒီလိုလှုပ်ဆောင်မှုနဲ့အတူဟားမတ်အဖွဲ့လက်နက်စွန့်လွှတ်ရေးကိုပါလှုပ်ဆောင်ဖို့ရှိနေပါတယ်။အခုလှုပ်ဆောင်မယ့်ကိစ္စတွေဟာဒေါ်နယ်ထရန့်နဲ့သဘောတူထားတဲ့အချက်တွေတဲကဖြစ်ပြီးကြံနေသေးတဲ့စစ်သွေးကြွတွေကိုစစ်ဆင်ရေးအတွက်အမေရိကန်ကိုအကြောင်းကြားဖို့ရှိပေမဲ့ခွင့်ပြုချက်တောင်းခံတာမျိုးမဟုတ်ဘူးလို့လည်းနေဒန်ယာဟုကပြောပါတယ်။ဒါအပြင် လက်မနိုနိုင်ငံကဟီပိုလာအဖွဲ့လက်နက်စွန့်လို့ရေးအတွက်လဲလက်မနိုအစိုးရကဆောင်ရွက်ပေးဖို့ပန်ကြားထားပြီးလိုက်နာမှုမရှိရင်လိုအပ်တယ်လို့ရေးယူသွားမယ်လို့ဆိုပါတယ်။ဂါဇာဒေသရဲ့အနာဂတ်အတွက်တူကီရဲ့နိုင်ငံကအစ္စတန်ဘူမြို့မှာနိုင်ငံပေါင်း9နိုင်ငံကနိုင်ငံသားရေးဝင်ကြီးတွေတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ပြစ်ခတ်ရစဲရေးကိုအကြိမ်ကြိမ်ချိုးဖောက်ပြီးလူသားချင်းစာနာမှုအကူအညီတွေပိတ်ဆို့ထားတဲ့အစ္စရေးကြောင့်လောက်ရကန်ရခက်ခဲနေတဲ့အခြေအနေတွေနဲ့ပြည်ပခအပြီး ဂါဇာဒေသရဲ့စီမံခန့်ခွဲရေးဟာပါလက်စတိုင်းဒေသခံတွေသာစီမံခန့်ခွဲရင်ရှိတယ်လို့တူဂီရဲ့နိုင်ငံခြားရေးဝန်ကြီးဟာကန်ဖီဒန်ကပြောခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေနဲ့အပြန်အလှန်ပြင်းထန်လာတဲ့ရုရှားယူကရိန်းစစ်မှာ တနည်းလင်တန်ချိန်၅သန်းနီးပါးထုတ်လုပ်နေတဲ့ဆာရာတော့ရေနံချက်စက်ရုံရဲ့အဓိကနေရာတွေကိုဒရုန်းနဲ့တိုက်ခိုက်နိုင်ခဲ့ပြီးပျက်စီးမှုတွေကိုမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ယူကရိန်းဘက်ကထုတ်ပြန်ထားပါတယ်။ ။ဒါ့အပြင်ရုရှားထုတပ်ဖွဲ့ရဲ့လှုပ်ဝက်အခြေစိုက်ထားသောပင်လယ်နယ်ထဲကရေနံတူးစင်အပါအဝင်ခရိုင်းမီးယားအခြေစိုက် S400 အတွက်လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုကယ်ရေးစခန်းကိုတိုက်ခိုက်ခဲ့တယ်လို့ဗီဒီယိုတွေနဲ့အတူယူကရိန်းစစ်တောင်းလန်ရေးကနိုဝင်ဘာ3ရက်မှာထုတ်ပြန်လာပါတယ်။ယူကရိန်းရဲ့ drone 64သင်းကိုဂျားပြတ်ဟန်တာနိုင်ခဲ့ပြီးထိခိုက်ပျက်စီးမှုနဲ့လူသေဆုံးမှုမရှိသလိုရော့တော့နဲ့ဆာရာတော့ဒေတာမှာအများဆုံးပြစ်ချနိုင်ခဲ့တယ်လို့ရုရှားဘက်ကထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုပြစ်ချနိုင်ုံသာမကပဲယူကရိန်းစစ်ဘက်လုပ်ငန်းတွေအတွက်အရေးကြီးတန်းငွေနဲ့စွန့်ရင်ဆက်ယုံနေစစ်ဘက်လေရင်ကွင်းတွေနဲ့စစ်လက်နက်ပြုပြင်ရေးစခန်းတွေကိုလည်းအတန်ထက်မြန်ပြီးပြစ်မှတ်အတိအကျထိမှန်စေတဲ့ဒုံးကျည်တွေနဲ့တိုက်ခိုက်ဖြစ်စည်းပြစ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒုံးကျည်ဒုံးမျိုးစုံအစင်း150လောင်းနဲ့ရုရှားဘက်ကတိုက်ခိုက်လာတဲ့ပေါ်အီရန်ရုရှားလို့ဒုံးမျိုးစုံ138စင်းမှာ135စင်းကိုပြစ်ချနိုင်ခဲ့ပြီးဒုံးကျည်မျိုးစုံ12စင်းမှာ လေးစင်းကပြင်းမှတ်ဒေစီရောက်မလာပဲဒဇင်းကိုပြစ်ချနိုင်ခဲ့တယ်လို့ယူကရိန်းဘက်ကတပံပြန်လဲထုတ်ပြန်ထားပါတယ်။ပြင်းမချနိုင်ခဲ့တဲ့ဒရုန်းတွေဒုံးကျည်တွေဟာစူမီ နီပရူကာကီနဲ့နီကိုလိုင်းစားတဲ့ဒေတာက လူနေအိမ်တွေတီးနှံကိုတောင်တွေဒေတာရင်းစွန့်ရင်အခြေခံအဆောက်အုံတချို့ကိုထိမှန်ပြီးအနည်းဆုံး2ဦးတေဆုံးက9ဦးဒဏ်ရခဲ့တယ်လို့ဆိုပါတယ်။ရုရှားဘက်ကတိမ့်ပိုက်တော့မယ်လို့နာမည်ကြီးနေတဲ့ပိုဂရူမျိုးနဲ့ကူဘီယန်မျိုးစစ်မြေပြင်ကိုကရေးစခန်းတွေကို ယူကရိန်းသမ္မတဇီလန်စကီ နိုဝင်ဘာ၄ရက်မှာတွားရောက်ခဲ့ပါတယ်။ဇီလန်စကီဟာတိုက်ပွဲတွေပြင်းထန်နေတဲ့ဒိုနက်စ်ဒေသကစစ်မြေပြင်ကိုကယ်ရေးစခန်းတွေကိုတွားရောက်ပြီးနောက်ဆက်စစ်ရေးအခြေအနေတွေဆွေးနွေးခဲ့သလိုသူရဲကောင်းစုတွေလည်းပေးအပ်ချီးမြှင့်ခဲ့ပါတယ်။အဲဒီလိုတွားရောက်နေချိန်မှာဥရောပကောင်စီကယူကရိန်းရဲ့ဗန္ဒာရေးနဲ့အစိုးရအုပ်ချုပ်ရေးလုပ်ငန်းတွေမှာတုံ့ဆွဲဖို့ယူရိုတန်း1800ကျော်ပေးအပ်တဲ့အကြောင်းထုတ်ပြန်လာပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကနေ2029ခုနှစ်အထိ ယူကရိန်းကိုရန်ပုံငွေအဖြစ်ယူရိုတန်း9000ပေးရဖို့သဘောတူထားပြီးယခုပေးအပ်ငွေဟာ9ချိန်မြောက်ဖြစ်ပါတယ်။နေတိုးဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့အမေရိကန်၊ဗြိတိန်၊ဂျာမနီ၊ပြင်သစ်၊အီတလီ၊နယ်သာလန်၊ကနေဒါနဲ့ပိုလန်နိုင်ငံတွေကအမြဲတမ်းကိုယ်တည်းလေတရားကီယက်ကိုရောက်လာပြီးတမရဇီလန်စကီးနဲ့တွေ့ဆုံခဲ့ပါတယ်။ရုရှားဟာမကြာသေးမီကညူစွမ်းဟင်တုံးပိုစီဒွန်စူပါတော်ပီဒိုနဲ့အဆိုပါလက်နက်တပ်ဆင်ပစ်ဆင်နိုင်တဲ့ရင်ငုံသင်းမောဒီဇိုင်းတစ်ခုရေးချကာထုတ်ပေါ်ပြသခဲ့ပါတယ်။ ကမ္ဘာသမုဒ္ဒရာနေရာအသီးသီးကရုရှားအမျိုးသားအကျိုးစီးပွားတွေကိုကာကွယ်သွားဖို့ပြင်ဆင်ထားတယ်လို့လည်းပြောဆိုထားပါတယ်။ရုရှားဟာမြေအောက်နျူကလ িয়ার လက်နက်ဆန်းသတ်မှုတွေလှုပ်ဝဲလှုပ်ဆောင်နေတယ်လို့ CBS သတင်းဌာနရဲ့အင်တာဗျူးမှာဒေါ်နယ်ထရန့်ကပြောကြားထားသလိုနှစ်ပေါင်း30ကျော်ရပ်ထားခဲ့တဲ့နျူကလ িয়ার လက်နက်ဆန်းသတ်မှုကိုအမေရိကန်ကပြန်လည်လှုပ်ဆောင်တော့မယ်လို့ဆိုပါတယ်။ဒါ့အပြင်အမေရိကန်လေကြောင်းကာကွယ်ရေးလက်နက်တွေကို နယ်သာလန်နိုင်ငံထဲမှာတိုးချဲ့တက်ဆင်ထုတ်လုပ်ဖို့ပြင်ဆင်နေပြီလို့နယ်သာလန်ဘက်ကသတင်းထုတ်ပြန်လာပါတယ်။ဒါဟာနေတိုးမဟာမိတ်တွေကြားလက်နက်ပူတွေထုတ်လုပ်မှုရဲ့ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ဆိုပါတယ်။ဒီအပိုင်းမှာပဲတရုတ်နိုင်ငံကိုရောက်ရှိလာတဲ့ရုရှားဝန်ကြီးချုပ်မီခေးမီရှုစတင်ဟာတရုတ်ဝန်ကြီးချုပ်လီချန်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးပေကျင်းမြို့ကိုဆက်လက်သွားရောက်ကာတမရရှိချင်းဖိန်နဲ့တွေ့ဆုံခဲ့ပါတယ်။ကမ္ဘာနိုင်ငံကြီးစီးပွားရေးမငြိမ်မသက်ရှိနေပေမဲ့ ရုရှားနဲ့တရုတ်ကြားပူးပေါင်းဆောင်ရွက်မှုဟာပုံမအကောင်းလာတယ်လို့လည်းရုရှားဝန်ကြီးချုပ်က ပြောပါတယ်။တရုတ်နဲ့ရုရှားတို့ဟာ2025ခုနှစ်နေဆန်းပိုင်းမှာစပြီးမတိမငြိမ်ဖြစ်နေတဲ့ပြင်ပပတ်ဝန်းကျင်ကိုတည်ငြိမ်အေးချမ်းမှုနဲ့အခိုင်အမာထိန်းချုပ်ဟာအရေးသွေးမြင့်မားတဲ့ဖွံ့ဖြိုးတိုးတက်ရေးပန်းနိုင်ကိုရည်မှန်းဆောင်ရွက်နေတယ်လို့တရုတ်သမ္မတချီကျင်းဖိန်ကပြောပါတယ်။နှစ်နိုင်ငံကြားနယ်ပယ်ဆုံးပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်ပြီး ပုံမှုကောင်းမွန်တဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမာဗျူအာတွေကိုချိတ်ဆက်ဖို့လဲတိုက်တွန်းခဲ့ပါတယ်။အမေရိကန်ရဲ့အကြီးဆုံးမြို့တော်ဖြစ်တဲ့နယူးယောက်မှာဒီရက်ပိုင်းမှာပဲမြို့တော်ဝန်ရွေးပွဲကျင်းပရာအသက်34နှစ်အရွယ်ရှိတဲ့အစ္စလမ်ဘာသာဝင်ဇိုရန်မန်ဒါနီအနိုင်ရရှိခဲ့ပါတယ်။ထရန်ဟာသူ့ရဲ့နိုင်ငံရေးလမ်းကြောင်းနဲ့ဆန့်ကျင်သူတွေကိုအာဏာမရစေခြင်းတို့ မန္နာနီကိုမဲပေးခဲ့တဲ့ဂျူးလူမျိုးတွေကိုပါ ဝေဖန်ပြောဆိုခဲ့ပါတယ်။ထရန့်ဟာသူ့ရဲ့ဇာတိဖြစ်တဲ့ညူးယောက်မှာ မန္နာနီသာမျိုးတော်ဝင်အဖြစ်တင်မြောက်ခံရရင်ဖက်ဒယ်အစိုးရရဲ့ရန်ပုံငွေခွဲဝေပေးမှုကိုအနိုင်ဆုံးအဆင့်မျိုးထိချောချမယ်လို့လည်းချိန်ချောက်ခဲ့ပါသေးတယ်။ ို့တင်းနေတာမကပဲတခြားစိတ်ဝင်စားတဲ့တင်းနေလေဒီတစ်ပတ်မှာဖြစ်ခဲ့ပါသေးတယ်ဖိလစ်ပိုင်မှာတိုင်ဖုန်းမုန်တိုင်းကမ်မဂီဝင်ရောက်တိုက်ခိုက်လို့ရေလမ်းမိုးပြီးအ ਨੇ ဆုံးလူ40ကျော်တေဆုံးသွားတဲ့တင်းဗီယက်နမ်နိုင်ငံမှာမိုးတီးထန်စွာရွာသွန်းမှုကြောင့်ရေကြီးရေရှမ်းဖြစ်က35ဦးတေဆုံးသွားတဲ့တင်းအာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းမှာပြင်းအား6.2အဆင့်ရှိငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံးလူ20ကျော်တေဆုံးပြီး300ကျော်ဒဏ်ရာရရှိခဲ့တဲ့တရင်တရုတ်ကလွတ်တင်လိုက်တဲ့ရှန်ကျို21အာဂါဒယင်မှာအသက်ငယ်ဆုံးအာဂါဒယင်မှုနဲ့ကြွက်လေးကောင်ထည့်သွင်းလိုက်တဲ့တရင်နိုင်ဂျီးရီးယားကအစ္စလာမစ်စစ်သွေးကြွတွေကိုနှိမ်နင်းမှုပြင်ဆင်နေတယ်လို့ထရန့်ပြောဆိုလိုက်တဲ့သတင်း နီဘောမှာနှင်းထုပြိုကြပြီးလူရှိဦးပျောက်ဆုံးနေတဲ့တဲ့င်းအီတလီနိုင်ငံရောမမြို့မှာပြုပြင်မုန်းမှန်နေတဲ့အလဲခိမျောတင်ပြိုကြပြီးအလုသမားတချို့ထိခိုက်သွားတဲ့တဲ့င်းအိန္ဒိယမှာမြေတဲကားအရှိန်လွန်ရာမှာကား16စီးကိုတိုက်မိပြီးလူ73ဦးသေဆုံးခဲ့တဲ့တဲ့င်းစတဲ့တဲ့င်းတွေလည်းဖြစ်ခဲ့တယ်ဆိုတာဖော်ပြရင်ယခုတစ်ပတ်နိုင်ငံတကာတဲ့င်းတုံ့တက်ဖော်ပြမှုကိုဒီမှာပဲရက်လိုက်ချင်ပါတယ်